နံပါတ်1တစ်ပင်ကြီးလဲမလဲစီနဲ့တစ်ပင်ကြီးဆိုတာဖရာတရားတန်ကားလို့ဆိုအပ်တဲ့ယတနာ၃ပါးကိုဆိုလိုခြင်းဖြစ်တယ်ပကတိတပင်ကြီးဟာအကိုင်းအခတ်ဝေဝေဆာဆာလည်းရှိတယ်။ပင်စီကလည်းပြန့်ပွား၊အရေးအဝါသားကလည်းကောင်းနေမယ်ဆိုရင်အဲ့ဒီတပင်ကြီးရဲ့အရေးမှာတတဝါရီခွန်နာနိုင်တယ်။ထိုတပင်ရဲ့အရေးအောက်မှာဝင်လိုက်တာနဲ့တပြိုင်တည်းကိုစိတ်နှစ်ပါးအေးချမ်းမှုကိုရလိုက်တယ်လို့ပဲ။ ယတနာသုံးပါဆိုတဲ့အရေးဟာလဲဝင်ရောက်ခိုးနားတဲ့တံတွာတိုင်းကိုကိုစိတ်နှစ်ပိုင်းအင်းမြမှုကိုအပြေဝပေးနိုင်နေဝင်ရောက်ခိုးနားတဲ့သူတိုင်းဟာယတနာသုံးပါရဲ့အရေးကြောင့်ကိုစိတ်နှစ်ပိုင်းအေးချမ်းသွားတာကြီးပဲဒါကြောင့်ရှေးလူကြီးသူမများကမိမိကိုအေးအဝါတာပေးနေတဲ့တစ်ပင်ကြီးကိုခုံလဲမမိပါစေနဲ့လို့ဆိုလိုခြင်းဖြစ်တယ်။ ထို့တို့ပါပဲမိမိတို့နားခိုရာ အားထားရာ ကိုးကွယ်ရာဖြစ်တဲ့ယတနာသုံးပါအရေးကိုလည်းမပြစ်ပေးရဘူးမမေးရဘူး။ဘာကြောင့်လဲဆိုရင်ယတနာသုံးပါရဲ့ဂုဏ်ကျေးဇူးဟာတိတ်ပြီးရောကြီးမားလို့ပဲ။ တစ်ပင်ကြီးရဲ့အရေးဟာအေးမြတယ်လို့ယတနာသုံးပါးရဲ့အရေးဟာလည်းပြည့်စုံပံဘဝမှာဒါမကတမလွန်ဘဝအတွက်ပါငြိမ်အေးမှုကိုပေးတယ်။ဒါကြောင့်ယတနာသုံးပါးလို့ခေါ်တဲ့တစ်ပင်ကြီးကိုမမေ့ပါနဲ့။အမြဲတည်းရပြီးကိုယ်ွယ်စည်းကဲ့ရမယ်လို့ဆိုလိုပါတယ်။